ရေအောက်ကဘာတွေကဒုစန်းနဲ့ရှာဖွေတွေ့ရှိမှုတွေအားလုံးပဲမိလားခင်ဗျာဘာမှဆမ်းပြားကနေပြန်လဲကြိုးလဲပါရင်ကျွန်တော်တို့ဒီနေ့တင်ဆက်မှုမှာတော့ရေအောက်ကိုအလဲတစ်ခေါက်သွားကြတာပေါ့ကျွန်တော်တို့ ਨੇ အမြဲတီးတွေးနေရတဲ့အရာဆိုလဲမမသလိုကျွန်တော်တို့ ਨੇ အစိမ့်တက်တက်ဖြစ်နေတဲ့နေရာလို့ဆိုရင်လဲမှန်နေပြန်ရောတော်အကြောင်းသိသလိုနဲ့သိနေဘူးဆိုတော့ဗျာဒီတစ်ခါမှာတော့ရေအောက်ကစိတ်ဝင်စားဖို့ကောင်းတဲ့ရှာဖွေတွေ့ရှိမှုတွေရဲ့တို့ရဲ့ယုံတန်းရာဆွေတွေအကြောင်းကိုကျွန်တော်တို့လေ့လာကြည့်လိုက်ရအောင်ပါ ပထမဆုံးအနေနဲ့ကနေနိုင်တင်မောပြည့်ကြီးအကြောင်းပါ2024ဂျွန်လမှာသူ့လေတီတီဟာအစ္စရေးကန်ရိုဒန်းကပင်လယ်ရေအောက်နက်နယ်မှာတင်မောတစင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒါကကြောက်ခဲနောက်ပိုင်းကတင်မောတစင်းဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း3300ဂျော်လောက်ကလို့ခံမှန်းထားကြပါတယ်။တတန်းရင်ဆိုတဲ့ဂုံဘုတ်တစ်ခုဒင်းနေတဲ့ရှာပါစင်းဝင်မဲ့ပို့ထူးကြတာကသူ့ရဲ့တည်နေမှုကြောင့်ပါ။ပင်လယ်ရေမြင့်နေပြင်အောင်တမိုင်းနီးပါးမှာမလုံမရှက်တဲတဲမမတ်ကြီးရက်နေတာပေါ့ဗျာ။ဒီလောက်နှစ်တွေကြာတော့လဲချင်းပြိုချင်းမဖြစ်သေးပါဘူး။တင်မောပါတယ်ကွန်ပက်စီးရဲ့အပြည့်ပါပါသေးတယ်။ ရှင်ဦးတရာကျော်ကိုလည်းရှာတွေ့ခဲ့ပါသေးတယ်။အထက်မှာဘာတွေရှိခဲ့တဲ့လဲဆိုတာကိုတော့အမျိုးမျိုးခံမှန်းကြတော့ပါပဲ။တချို့ကလည်း C ဒါမှမဟုတ် Y နေထဲထားတာဖြစ်နိုင်တယ်လို့ပြောကြပါတယ်။ထုံးစံတာကသင်းမောပြတ်တော့ထုံးစံတိုင်းတွေ့ရမြင်ရမယ့်အရိုးတွေလည်းမတွေ့ပါဘူး။မိလောင်မီမြုပ်သွားတယ်ဆိုတဲ့အထောက်ထားလည်းမတွေ့ဘူး။ဘာအပြန်စီးမှမရှိပဲဟိုးအောက်ဖက်ရေအေးအမောင်တိုင်ကြီးထဲမှာကုန်းနေအပြည့်နဲ့မချုံမင်းမူလပုံစံကိုထိမ့်သိမ်းထားနိုင်တဲ့ရှေ့ခေတ်သင်းမောကြီးတစည်းအဖြစ်ကျန်ရင်နေတာနှစ်ထောင်ပေါင်းများစွာတိုင်ခဲ့ပါပြီ။ ဒီတွေ့ရှိမှုကသမိုင်းမှာရေအောက်အနက်ဆုံးနေရာတဲ့ရှာတွေးခဲ့တဲ့တက်တန်းအရင်ဆုံးသင်းမော့ပြည်ကြီးဖြစ်တဲ့သမိုင်းတွင်လာခဲ့ပါတယ်။နောက်တစ်ချက်အနေနဲ့ဒီသင်းမော့ကိုကမ်းခြေအနီးမှာမဟုတ်ဘဲရေလေကောင်းတောင်ထွန်းနဲ့သမီးနေတဲ့ကျွန်းအဲ့လေအဲ့လိုနေရာမျိုးမှာတွေ့ရှိခဲ့တာကြောင့်ရှေးခေကနေတိုင်းလူမျိုးတွေဟာခီးဝဲသွားရေချောင်းခီးတယ်တွေဖြစ်တဲ့ဆိုတာကိုသက်သေပြနေတယ်လို့တစ်ဖက်မှာလည်းသမိုင်းမှာဒီချောင်းနဲ့ပတ်သက်လို့တခါမှအတိမပြုခဲ့တာကိုညွှန်ပြနေပါတယ်။ဒီနေရာကနှစ်ပေါင်းများစွာလူအယောက်ပေါက်မရှိအထီးတွဲမရှိအထီးခိုင်းမရှိပဲ ကြံနေခဲ့ပုံရပါတယ်။တင်မောကအဲ့ဒီမှာဘလောက်ကြာကြာရောက်နေလဲဆိုတာကိုထဲထွက်ကြည့်ရင်တော်တော်ကိုမထီးမခိုက်ပဲကြံနေတာပါ။ရေရဲ့အနက်ဆုံးအမောင်ဒုတွေတဲမှာဒဇေးတကောင်လုံးမျိုးငြိမ်ဝင့်နေခဲ့တယ်ဆိုတော့အီတလီအနောက်ဘက်ကန်ယိုရဲနဲ့မဝေးတဲ့မြေထဲပင်လယ်အပြာရောင်ရေအောက်မှာနာဗာရန်ဖျားချောင်းတစ်ခုရဲ့ပြင်းစင်းနေရှိနေပါတယ်။ဘာကြောင့်ဒါကြီးကအေးတီယိုပြောနေရလဲဆိုတာကလည်းအကြောင်းရှိပါတယ်။နာဗာရန်လူမျိုးတွေရဲ့တမိုင်းကိုလေ့လာကြည့်တဲ့အခါသူတို့ဖျားချောင်းကအဲ့နေရာမှာရှိနေတင်တာမဟုတ်ပါဘူး။လက်ရှိဂျော်ဒန်နိုင်ငံမြေနေရာမှာတစ်ချိန်ကနေထိုင်ခဲ့တဲ့နာဗာရန်လူမျိုးတွေဟာဂန်နာယလူမျိုးတွေပါ။ ကော်မတီတော့ဟုတ်ပေမဲ့တကူတကကြီးအီတလီမှာဖျားချောင်းဆောင်မဲ့သူတွေတော့မဟုတ်ပါဘူး2023ခုနှစ်မှာဓာတ်ကုန်ရှာဖွေတွေ့ရှိတဲ့အထိအရာကသမိုင်းဆက်လန်းတွေမှာမပါခဲ့ပါဘူးအစားအိမ်မှာသူတွေတီတွေကအဲ့ဒီအပြက်စီးတွေဟာယောမတွေရဲ့အဆောက်အုံတွေဖြစ်နိုင်တယ်လို့ထင်ခဲ့ကြပါတယ်ကန်ယိုနယ်တခြားမှာယောမအဆောက်အုံတွေအများကြီးရှိတာကိုဒါပေမဲ့အနည်းကစစ်ဆေးကြည့်တော့ဘီသူကလက်ရာတွေဟာယောမပုံစံလေးနဲ့မကိုက်ညီဘူးဆိုတာကိုတွေ့လာရတယ်ခင်ဗျာဒီတော့အဲ့ဒီအပြက်စီးတွေတဲကတချို့ကြောက်စာတွေကအရှိတ်ဘက်ကိုညှို့ပြနေတာကိုတွေ့နိုင်ပါတယ်နာဘာဒန်တို့ရဲ့မွေးရဲ့အမျိုးကိုပြန်ညှို့ပြနေတာမျိုးပေါ့ ဒီနေရာရဲ့အချင်းကြံနေရာသူတို့ရဲ့ဂျော်ရန်ကဖျားချောင်းနေတဲ့ကတခုနဲ့တိကျကိုဒူးနေပါရင်ဒီနေရာမှားနေတာလေးတခုပါပဲဒေသနဲ့ဒနာရီထဲမှာကမ်းလွန်မှာနင်းမြုပ်နေတဲ့ဖျားချောင်းအကြောင်းဖော်ပြထားပေမဲ့အဲ့ဒါကဘယ်တခုကိုရည်ညွှန်းသလဲဘယ်သူမှမသိကြပါဘူးဒီတော့သူတို့ပြောတဲ့ဘယ်ဆက်ရာဆိုရင်တဲ့ကဖျားချောင်းကဒီဟာများလားပေါ့ တချို့ကလည်းဒီနေရာကိုငလေတစ်ခုကြောင့်နေမြုပ်သွားတယ်လို့ဆိုကြပါရင်တကယ်လည်းအဲ့ဒီနေရာမှာငလေနေအဖြစ်များလို့ပါပဲဒါပေမဲ့ဒီဖျားအကြောင်းအကြောင်းကိုရောမခေကျောင်းစာရီဒါမှမဟုတ်နာဘာတန်နေရဲ့ရှေးခေမတန်နေမှာမတွေ့ရပါဘူးတမိုင်းမှာလူမသိသူမသိပြောင်းဆုံးသွားခဲ့ရတယ်လို့ဆိုရမှာပါပဲအကြီးမားဆုံးခေါင်းဆားစီတဲ့အရာကတော့နာဘာတန်လူမျိုးတွေဟာဘာလို့အိမ်နဲ့အဝေးကြီးမှာဖျားအကြောင်းစောက်ခဲ့တာလဲဆိုတာပါပဲသူတို့ကသာသနာပြုတွေမဟုတ်တလို့ဒီလိုလုံးလေးမရှိတဲ့လူမျိုးတွေမို့လို့လေ 2020ခုနှစ်ဩစတြေးလျအနောက်မြောက်ဘက်ကင်ရန်အလွန်မှာရှင်းအောင်သုတေသနပညာရှင်တွေဟာသမုဒ္ဒရာအောက်ထဲမမျော်လင့်ထားတဲ့ရှားဝေးတွေးရှိမှုတစ်ခုကိုလှုံ့ဆော်နိုင်ခဲ့ကြပါတယ်။အခုလုံးဝနင်းမြုပ်သွားပြီဖြစ်တဲ့ data မှာရှင်းဟောင်း Aprogine နဲ့ကြောက်လက်နက်တွေမိဖို့တွေနဲ့ပြောင်းဆုံးသွားတဲ့ scan တွေရဲ့အကျဉ်းအကျဉ်းလက္ခဏာတွေကိုရှာတွေ့ခဲ့ကြပါတယ်။ဒီနေရာတွေဟာအနည်းဆုံးနှစ်ပေါင်း8500တက်တန်းရှိပြီးတေချာလေ့လာမယ်ဆိုရင်ဒီထက်ပိုပြီးအောင်ရှင်းကြနိုင်ပါသေးတယ်။ ဆိုလိုတာကလူတွေဟာနောက်ဆုံးရေခဲခေတ်နောက်ပိုင်းတုန်းကဒီမြေပေါ်မှာတစ်ချိန်ကနေထိုင်ခဲ့ကြတယ်ချက်ပြုတ်ခဲ့ကြတယ်ခရီးအားပစ္စည်းပစ္စည်းတွေပြုတ်လုခဲ့ကြတယ်ပင်လယ်ရေမြစ်နဲ့ပြင်နဲ့မြင့်တက်လာတဲ့အမြာကဲယိုတန်းဟာတစားစီနေမြုပ်သွားပြီးလူတွေကကုန်းတွင်းပိုင်းကို ပြောင်းရွှေ့ဖို့ဖြစ်လာတာပါဗျာဒါပေမဲ့သူတို့ခြံထားရင်ခဲ့တဲ့နေရာတွေကတော့စားငယ်ရင်နဲ့ရှုံးလွာတွေအောက်မှာဒီအတိုင်းလေးခြံရင်ခဲ့တယ်ဆိုတော့တွေးရှိခဲ့တဲ့ကရိယာတွေထဲမှာရိုးစင်းတဲ့ထုစစ်ပုံနဲ့ကြောက်ဓာတ်သွားတွေအစအနာတွေနဲ့ကြိတ်ခုံတစ်ခုပေါင်းဝင်ပါတယ် လူသားတွေရဲ့လက်ရာဆိုတာအထင်အရှားသိသာစေတဲ့ထုတ်စစ်ပုံမျိုးပါပဲ။ Aboriginal လူစုတွေဟာရေလွှမ်းမိုးခြင်းနဲ့ပတ်သက်လို့မျိုးနွယ်စုတခြားလက်ဆင့်ကမ်းလာတဲ့ရာဆွေးနဲ့ဇလန်းတွေကိုနှစ်ပေါင်းများစွာပြောဆိုလာခဲ့ကြသူတွေပါ။အခုတော့အဲ့ဒီအကြောင်းအရာကိုထောက်ခံဖို့ရုပ်ပိုင်းဆိုင်ရာတက်တဲ့ထောက်ထားတွေရှိလာပြီဆိုတော့ဘာဟာမားစ်ကအဘာကိုကျွန်းမှာဆောမေဆန်းလို့ခေါ်တဲ့ဆက်ဝိုင်းပုံရေကန်တစ်ခုရှိပါတယ်။ဒီရေကန်ကတော်တော်လေးကိုနက်တယ်ခင်ဗျာ။ အပေါ်ကနေကြည့်ငိန်တန်းနေတဲ့ကရင်ပြည်ကိုမြင်ရမှာဖြစ်ပြီးအဲ့ဒီငိန်တန်းမှုရဲ့အောက်မှာတော့ကြီးမိသူတိုင်းကိုဆွဲခေါ်သွားမယ်အမောင်ဒူဂျီတခုနင်းမြုပ်နေပါရင်အဲ့ဒီနေရာကိုစူးစမ်းလေ့လာနေတဲ့ရေကုန်သမားတွေဟာအခုချိန်မှာကပောက်မှာမကျန်ရင်းထားတဲ့တိရစ္ဆာန်တွေရဲ့အကျဉ်းကျန်တွေကိုတွေ့ရှိခဲ့မှုပါရင်အေယာမလေးတွေမျိုးတုံးသွားတဲ့မိချောင်းတွေနဲ့နှစ်ထောင်ပေါင်းများစွာပြန်တန်းခြင်းမရှိတော့တဲ့ရေအောက်ကငှက်တွေပေါ့အရိုးတချို့မှာဆိုရင်ပျော်ပြောင်းတဲ့တီရှူးတွေရှိနေသေးပြီးဒီအချက်ကဘာကိုထောက်ပြနေလဲဆိုရင်ဘာဟာမားရဲ့ဟောဒီရေအောက်နေရာဟာပြင်ပလောကနဲ့ထိတွေ့ခြင်းမရှိပဲ ဘလောက်ထိနှစ်ပေါင်းများစွာမထိမခိုက်ရှိနေကြလဲဆိုတာကိုပြသနေပါတယ်ဒီလိုရှာဝေတွေးရှိကြတာတွေကတလိမ့်ဆန်နေနေမဟုတ်ပါဘူး2004ခုနှစ်မှာရင်ကုန်သမားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်ကနေထိုင်ခဲ့တဲ့အမျိုးသမီးငယ်တူရဲ့မပြည့်စုံတဲ့အရိုးစုဒပိုင်းတစားကိုတွေးရှိခဲ့ကြပါသေးတယ်။သူမရဲ့အရိုးတွေကနေတစဉ်သူမရဲ့အစားအသောက်သူမရဲ့ဘဝနဲ့သူမရဲ့ဇာတိမျိုးရိုးအကြောင်းကိုပညာရှင်တွေကဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ဒါအပြင်သူမဟာကာရေဘီယံမှာတွေးရှိခဲ့တဲ့အစောအဆုံးမပြောင်းမစည်းကျန်ရင်းခဲ့တဲ့နှုတ်အချင်းအကျန်တွေကတူဖြစ်လာခဲ့ပါတယ်။ဒဗလီမျိုးရဲ့မြောက်ဖက် ပေါ်မိုင်းနော့စကန်ဂျီတခြားကသမုဒ္ဒရာကြီးမာတယ်ကျွန်တော်တို့ကိုပြောပြစရာလှုပ်ဝက်ချက်တွေပုံမြင်နေအနေနဲ့များရှိနေပါတယ်၂024ခုနှစ်ကကြီးမာတဲ့မုံတိုင်းတစ်ခုတိုက်ခိုက်အပြီးနောက်ပိုင်းမှာတော့ဒေသခံတွေကသဲတောင်ထွန်းနေတဲ့နေရာကနေထူးဆန်းတဲ့အရာတစ်ခုထိုးထွက်နေတာကိုသတိထားမိခဲ့ကြပါတယ်ပထမတော့တစ်သားအဟောင်းအပိုင်းစတွေလို့ထင်ခဲ့ကြပေမဲ့တကယ်တကယ်တော့တင်းမောပြက်တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အပိုင်းစတစ်ခုလည်းမဟုတ်ပါဘူးဘလောက်ကြာကြာနင်းမြုပ်နေကြလဲမသိရတဲ့တင်းမောတစ်ခုလုံးရဲ့အစိမ်းအပိုင်းတွေပါပဲ အိုင်ယာလန်ရဲ့အမျိုးသားရေးရာထိန်းသိမ်းရေးဝန်ဆောင်မှုအဖွဲ့ကစုံစမ်းစစ်ဆေးဖို့ရောက်လာပြီးချိန်မှာတော့တင်းအောက်မှာဝက်ချားတဲ့တင်းမော့ပြက်ဒဇင်းနဲ့မဟုတ်ဘဲ၃ဆင့်အထိတွေ့ရှိခဲ့ကြပါတယ်။ဒီတင်းမော့ပြက်တွေဟာ1800ပြည့်နှစ်များကဖြစ်ဖို့များပြီးဒီထက်လည်းပိုပြီးရှေးကျနိုင်တယ်လို့သူတို့ကဆိုပါတယ်သူတို့ကိုတန်ဖိုးအဟောင်းအနေနဲ့ချိတ်ဆက်ထားပြီးထုထဲမှာကြောတဲ့တက်သားနဲ့အနေနဲ့ပြုလုပ်ထားပါတယ်။တက်သားတွေကတော့ကာလကြာသွားလို့ထင်ပါတယ်။နေရအများစုကပုတ်နေပြီးစားနေတဲ့လေရည်တွေရဲ့တိုက်စားမှုကိုတော်တော်လေးခံထားရပါတယ်။ဒါပေမဲ့အသင်းမောင်းရဲ့လက်ရအများမှုကတော့အခုထိပေါ်လွင်နေတုန်းပါပဲ။ ဟောနှစ်တွေကိုဒူးစွာကြည့်တော့ဒီကန်ယိုဒန်ပိုင်းဟာတကယ်တော့သင်းမောသင်းကြိုင်းတစ်ခုပါပဲရာစုနှစ်ပေါင်းများစွာတက်တန်းရင်ကုံသွေးရင်သင်းမောတွေကနေကြောင်မီးသွေးသင်းမောတွေအထိသင်းမောပြန့်90လောက်ကိုဒီမှာတရားဝင်မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်တို့အများစုဟာရိုးရိုးလေးပဲကန်ဆိုးကြတာပါဘလို့စကားကြည့်တယ်လို့မထင်လိုက်ပါနဲ့ခင်ဗျာကုညီဖို့ဘယ်သူမှမရှိရဲ့နေရခေါင်ခေါင်မျိုးမှာကုကေရမရှိအားကိုရမရှိအသက်ရှင်ကြံရဲသူမရှိပဲနဲ့စိုးရွားတဲ့ရာသီဥတုထဲမှာပိတ်မိရင်စတေဆုံးသွားခဲ့တယ်ပေါ့ဗျာရွေးလာနေတဲ့တဲတွေနဲ့အင်အားပြင်းတဲ့ဒီရီတွေကြောင့်သင်းမောပြက်တွေဟာပေါ်လိုက်ပြောက်လိုက်ဖြစ်နေပါတယ် တခါလေတစားလောက်ပေါ်လာလိုက်နောက်တော့ကန်းဆက်ကလှိုင်းနေကြောင်းပြန်မြုပ်သွားလိုက်တယ်လူမသိသူမသိနှစ်ရပေါင်းများစွာလူမသိသူမသိဇမ်းမြုပ်ခဲ့ကြရတယ်ဆိုတော့2012ခုနှစ်ကခရိုရှားနိုင်ငံအီလိုဗစ်ဂျွန်အနီကရင်ကုန်သမားတွေဟာရင်ငုံနေတော့ရေအောက်တနေရာကရောမမြင့်တက်အုပ်ထုပ်ရဲ့အစိပ်ပိုင်းတစ်ခုကိုကောက်ရခဲ့ကြပါတယ်အစကတော့ဘာလဲမသိပဲကန်းပေါ်ကိုပြန်ယူခဲ့ကြတာပေါ့ဗျာနောက်မှသေချာစစ်ဆေးရင်ရောမခစ်ကမြင့်တက်အုပ်ထုပ်ဖြစ်နေတာကိုတွေ့ရှိခဲ့ကြတာပါအုပ်ထုပ်ကတော့တော်တော်လေးတန်ကြီးတက်နေတာပါပဲ အပန်းဖြေရင်ကုန်သမားတို့ကတွေးရှိပြီးအာနာမိုင်းလက်ထဲကိုရောက်လာခဲ့တဲ့ဒီအုတ်ထုံမှာစိတ်ဝင်စားစရာကောင်းနေတာကသူ့ရဲ့အကြောင်းအရပါပဲ။အီလိုဗစ်ဟာဒါမေရှားကန်ယိုရန်တစ်ယောက်ကရှေးခေတ်ရောမလူမျိုးတွေအခြေချနေထိုင်ခဲ့ကြတဲ့ဒေသနဲ့နှီးစပ်တဲ့ idiotic မှာတည်ရှိနေပါတယ်တရားစုဒါမှမဟုတ်နှစ်ရာစုကဖြစ်နိုင်တဲ့ဒီအုတ်ထုပ်ဟာဒေမောနဲ့အတူနင်းမြုပ်သွားတဲ့ရောမစစ်သားတူရဲ့အုတ်ထုပ်ဖြစ်နိုင်တယ်လို့တေယူပို့ဆောင်ရင်အတွင်းမှာပြောင်းဆုံးသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်ပင်လယ်နဲ့ထင်းကကောက်ရတဲ့တခြားယန္တနာတွေနဲ့မတူဘဲဒီရှေးဟောင်းပစ္စည်းဟာရောရှင်းပါတယ်တစုံတယောက်ရဲ့ဘဝအစိတ်အပိုင်းလေးတစ်ခုပါပဲ ဘယ်လန်အောက်ခြေတနေရာမှာအဆုံးသတ်မယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့တဲ့တစုံတစ်ယောက်ရဲ့အပိုင်းစာလေးပေါ့2009ခုနှစ်မှာမက်ရှိကန်ရေတက်ရဲ့ကျမ်းပြေကိုလေးလာစစ်ဆေးနေတဲ့သူတွေတည်းရောထူးဆန်းတဲ့အရာတစ်ခုကိုဗတ္တရဆတွေးရှိခဲ့ကြပါရင်ရေအောက်အနက်40ပေးမှာရွယ်ချက်ရှိရှိစီစဉ်ထားတဲ့ကြောက်တုံးဆက်ဝိုင်းတစ်ခုပေါ့အဲ့ဒါကရှေးခေတ်ဥရောပကပစ္စည်းတစ်ခုပုံစံမျိုးပါပဲကြောက်တုံးနေတဲ့ကတစ်ခုမှာမက်စတိုတွန်းပုံထွင်းထားတာတောင်ပါပါသေးတယ်အဲ့ဒီအချိန်ထိမက်ရှိကန်ရေကန်ဟာလူသူအယောက်ပေါက်နေပြီးတိတ်မဆူဆန်းရသေးတဲ့ဒေတာစိမ့်တက်တက်ပါ ရေတွေကြောင့်ရေအနယ်တွေကြောင့်ရောရေအကန်အောက်ခြေကိုတေးချစစ်ဆေးဖို့ခက်ခဲတယ်ဆိုပြီးဘယ်သူမှအာမထုတ်ခဲ့ကြပါဘူး။တန်ရရသမားတွေကတော့အဲ့ဒီတွေးရှိမှုတွေကိုဒွားဝါအတိုင်းကြောက်တုံးဖွဲ့စည်းမှုတစ်ခုတတ်တတ်ပဲလို့ငြင်းချက်ထုတ်ခဲ့ကြပါရင်ဒါပေမဲ့ပုံစံညီညာချင်းမက်စတာဒွန်းဘုံထင်းထုတ်ထားတာတွေကစမ်းချင်ဘက်ကိုညွန်ပြနေပြပါရင်ဒါကတကယ်ကိုရှေးဟောင်းအစားအုပ်တစ်ခုရဲ့အုံမြင့်လို့အစိအပိုင်းမျိုးဆိုရင် Stonehenge ထက်တောင်ရှိကြနိုင်ပါသေးတယ်။ဒါကတောင်အမေရိကကသမိုင်းမတင်မီခေတ်ကလူတွေအကြောင်းကျွန်တော်တို့တည်ထားသမျှတွေကိုပြောင်းလဲပေးလိုက်နိုင်တယ်လို့ တမိုင်းမှတ်တမ်းမှာမရှိသေးတဲ့အကြောင်းအရာတစ်ခုကိုလည်းတမိုင်းစာမျက်နှာပေါ်ကိုတင်ပေးလိုက်နိုင်တဲ့အစိအပိုင်းတစ်ခုဖြစ်နေနိုင်ပါတယ်။ဂျူဝါနောက်ကန်ယိုရန်အလုံကရေအနက်ပေး2000ကျော်မှာတုံလုံးဆရာကောင်းတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖြောင်တန်းတဲ့လိုင်းနဲ့ဒေါမန်ပုံစံလေးနဲ့ပရမစ်တေတို့အထင်ရှိရတဲ့အဆောင်အုပ်ကြီးတွေကိုအခုလိုရေအောက်မှာထိထိကြီးတွေ့နေရတာပါပဲ။2000ပြည့်နှစ်အစောပိုင်းမှာကနေဒါသုတေသနအဖွဲ့တစ်ခုကပထမဆုံးရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီဖွဲ့စည်းပုံတွေဟာစတူယန်မိုင်အတော်ကြာတဲ့အထိဖောက်ထားတဲ့လမ်းတွေရေမြင်နေတဲ့အစောင်းအုံတွေရဲ့အပြင်ဆင်နဲ့ဆင်တူပါတယ်ဒါပေမဲ့အဲ့ဒီနေရာကအရန်နဲ့လုံးနာကြောင့်တကယ်ကိုလူလုံးအစောင်းအုံတွေသာဆိုရင်ဒီလိုအခြေအနေမှာရှိနေနိုင်ဖို့အနည်းဆုံးနှစ်ပေါင်းတစ်ထောင်တန်းရှိရပါလိမ့်မယ်အဲ့ဒါကအီဂျစ်စူမားနဲ့ကျွန်တော်သိထားတဲ့စနစ်တကျယဉ်ကျေးမှုထုံးကားလာတာတွေထက်တောင်ပိုရှိကြပါသေးတယ်တိမေပညာရှင်တို့ကတော့ဒါရင်ဟာသဘာဝကြောင်တုံးဖွဲ့စည်းမှုတွေပဲလို့ငင်းခုန်ကြပေမဲ့ဂျီယိုမီထရီပုံစံတွေကတော်တော်လေးကိုအချိုးအစားပြပြပြီးသဘာဝအတိုင်းဖြစ်နေတယ်လို့ထင်စရာတစ်ခွက်မှရှိနေပါဘူး ဝိုင်းနေစရာတစ်ခုကဆက်လက်ပြီးအဲ့နေရာကိုမစူးစမ်းနိုင်သေးပါဘူးပင်လယ်နဲ့တဲအခုလိုရှားပွေလေးလာရတွေကကုန်ကြမ်းစင်ကြီးမားလွန်းတာကြောင့်ဂျူဝါအစိုးရဖို့နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေဦးစားပေးမလုပ်နိုင်သေးပါဘူးအခုလောလောဆယ်တော့အဲ့အောက်မှာဘာတွေရှိနေလဲဆိုတော့နည်းနည်းနဲ့အရာတစ်ခုအဖြစ်ကြံရှိနေပါသေးတယ်ခရီးနိုင်ငံတောင်ပိုင်းကယုန်းတဲ့အလုံးမှာဘာဘလုံးပေ3ရဲ့အပြန်စီးနေရှိနေပါတယ်အဲ့ဒါကကျွန်တော်တို့ခင်မှာလုံးဝရေအောင်ရောက်နေပြီဖြစ်တဲ့ရှေးအောင်မျိုးမျိုးပါဒါပေမဲ့လမ်းတွေအဆောက်အုံအောင်မြင့်တင်တဲ့တင်းကြိုက်ကူတွေကပင်လယ်ကျမ်းပြင်မှာရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါသေးတယ် နှစ်ပေါင်း9000ကျော်တည်တန်းရှိပြီးတွေ့ရှိခဲ့ကြတဲ့ရေအောက်မြို့တွေတည်းတည်တန်းအရင်ဆုံးမြို့တွေကတခုပါ Pablo Vitria စစ်ပွဲအတွင်းဒါမှမဟုတ်မိကြောင့်ဖျက်ဆီးခံခဲ့ရတာမဟုတ်ပါဘူးငလင်အနေနဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာကြောင့်အချိန်ကြာလာတဲ့အမြောက်တစားစီနစ်မြုပ်သွားခဲ့တာပါအပြင်အစီတွေကိုအန်အောစီကကောင်းလောက်အောင်ကောင်းကောင်းထိန်းသိမ်းထားနိုင်ပါတယ် ဘသူမှဒီအပေါ်မှာအစာအုပ်မစောက်ခဲ့တယ်လို့ခေါ်ယူသူတွေကလည်းမျိုးပြက်ကအကြောင်းတုံးကြောက်စာတွေကိုမခေါ်ယူခဲ့ကြပါဘူး။ရင်ကုန်သမားတွေကအစာအုပ်15လုံးကျော်ကိုမင်းပုံရေးဆွဲခဲ့ကြပြီးတချို့မှာဆိုရင်အပိုင်းပိုင်းတွေခွဲထားတဲ့နေရန်တွေနဲ့ရေပိုက်တွေတောင်ပါပါသေးတယ်။အဲ့ဒါကပင်လယ်ထဲနေမြုပ်သွားတဲ့မျိုးတွေရဲ့ရှေးဟောင်းဖော်ပြချက်တွေနဲ့ကိုက်ညီပြီးတချို့ကအတ္တလန္တိတ်ဂန္ဓာရီနဲ့တောင်ဝင်ဝင်ရောတက်ပါသေးတယ်။ဘာမှကဘီမီနီကျွန်းအနီးမှာကြီးမားတဲ့ကြောင်တုံးတွေကြောင့်ပင်လယ်ချမ်းပြေတစ်လျှောက် ပေရာပေါင်းများစွာရှင်လျာပြီးဖြောင်တန်းနေတဲ့လမ်းကြောင်းတစ်ခုဖြစ်ပေါ်နေပါတယ်။လူတွေကတော့အဲ့ဒါကိုဘီမီနီလမ်းလို့ခေါ်ကြပြီးဘီမီနီလမ်းဟာတိတ်ကိုရှေ့ကြတဲ့အစားအုပ်တစ်ခုရဲ့တစိတပိုင်းလို့ယုံကြည်ကြပါတယ်။ကြောက်တုံးတွေကိုကြာပန်းမဟုတ်ပဲစီစဉ်ထားဖို့ရပါတယ်။1960ပြည်နှစ်များမှာတွေ့ရှိခဲ့တဲ့အချိန်ကစပြီးအဲ့ဒါတွေဟာသဘာဝဖွယ်စည်းမှုတွေကြောင့်လားဒါမှမဟုတ်ရှင်းဟောင်းစိတ်ကဲရဲ့အကျဉ်းချန်တွေလားဒါမှမဟုတ်ပျောက်ဆုံးသွားတဲ့အတ္တလနိမျိုးရဲ့အစိတ်အပိုင်းတွေလားဆိုတာကိုငင်းခုန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဘာကြောင့်အတ္တလနိမျိုးတော်လို့ထင်ကြတယ်လဲဆိုတာအတွက်လည်းအဖေကအသိရှိပြီးသားပါ။ ရေအောက်မှာမျိုးရမျိုးရဲ့အင်္ဂါရက်တွေလို့ယူဆရတဲ့အဆောက်အဦအပြင်အစင်တွေရှိနေတယ်လို့ဒီအပြုအပြက်ကြီးရှိနေတဲ့နေရာကအက်တလန်တိတ်မြို့တော်ကိုပထမဆုံးရှာတွေ့ခဲ့တယ်လို့ခံမှန်းယုံကြည်ထားကြတဲ့အက်ဂါဆိုတဲ့လူတယောက်ရဲ့မှတ်တမ်းနေရာနဲ့ခန်းနီးနီးမှာဖြစ်နေတာကြောင့်ပါပဲအက်ဂါဆိုသူကတော့တမိုင်းမှာအက်တလန်တိတ်ကိုရှာတွေ့သူအဖြစ်နာမည်ကြီးပါတယ်1945ခုနှစ်မှာတည်ဆုံခဲ့ပြီးသူရဲ့တည်ဆုံခြင်းနဲ့အတူအက်တလန်တိတ်နဲ့ပတ်သက်တဲ့ဂေါလာဟာလာပါဇက်ရာဆိုရင်ယုံနန်းတွေကိုကျွန်တော်တို့စီကြံရင့်စီခဲ့ပါတယ် ဒီနေ့ရရေအောင်ခင်းစင်ကတော့ဒီလောက်ပါပဲခင်ဗျာလိုက်ပါပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ